တောင်ကိုရီးယားသမ္မတဤချင်းမြောင်ကတရုတ်သမ္မတရှီချင်းပင်ကိုရှေးခေတ်ဗျူဟာမြောက်ဂိမ်းကစားတဲ့တစ်သားခုံတစ်ခုလက်ဆောင်ပေးပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုရွှေတရဖူလက်ဆောင်ပေးပြီးမှသမ္မတရှီကိုအခုလိုလက်ဆောင်ပေးတာပါနိုင်ငံကောင်းဆောင်တွေတွေ့ဆုံကြရမှာလက်ဆောင်လဲလဲပေးကြပေမဲ့ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့အမေရိကန်နဲ့တရုတ်ကောင်းဆောင်တွေကိုအခုလိုလက်ဆောင်မျိုးပေးလိုက်တာကတော့အများအာရုံစိုက်စရာလည်းဖြစ်နေတာပါ GNU မှာကျင်းပတဲ့ APEC အာရှပစိဖိတ်စီးပွားရေး ဥပပေါင်းဆောင်ရွက်ရေးညီလာခံထိပ်သီးအစည်းအဝေးပြင်ပမှာနိုဝင်ဘာ၁ရက်နေ့ကဤနဲ့ရှီတို့တွေ့ဆုံရမှာတရုတ်နိုင်ငံနဲ့ပိုးပြီးတော့ပူးပေါင်းဆောင်ရွက်သွားဖို့တောင်ကိုရီးယားသမ္မတဤချက်မြောင်ကထက်လောင်းအာမခံပါတယ်နှစ်နိုင်ငံကြားကာလအတော်ကြာဆက်ဆံရေးတိတ်အကောင်းကြီးမဟုတ်ပေမဲ့တရုတ်နိုင်ငံဟာတောင်ကိုရီးယားရဲ့အကြီးမားဆုံးကုန်သွယ်ဘက်လည်းဖြစ်နေတာပါ ထရမ့်ကိုတော့ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးဆောင်ကျင်းပေးသူအဖြစ်တောင်ကိုရီးယားရဲ့အမြင့်ဆုံးဂုဏ်သူဆောင်မက်ဂန်ဂွာဆုပေးခဲ့တယ်လို့ကိုရာစုအတွင်းရှေးခေတ်ဆီလာမင်းဆက်မျိုးတော်ကဂျီယွန်ဂျူဂူဘိတ်ဘန်မှာရှာဖွေတွေ့ရှိခဲ့တဲ့တရဖူအတိုင်းပုံသူပြုလုပ်ပြီးတော့လဲပေးအပ်ခဲ့ပါတယ်။အော်တိုဘာ16ရက်နေ့ကအမေရိကန်ပြည်ထောင်စုမြို့ကြီးတွေမှာ No Kings နေ့အဖြစ်သတ်မှတ်ပြီးတော့သမရထရမ့်ကိုဆန္ဒပြကြပါတယ်ထရမ့်ကလည်းသူ့ရဲ့ True လူမှုကွန်ရက်ကနေတဆင့် Jet တိုက်လေယာဉ်ကိုတရဖူဆောင်းမောင်းပြီးတော့လေယာဉ်ပေါ်ကနေမစင်တွေကျဲချတဲ့ AI ဗီဒီယိုကိုတင်ပြီးတော့ဆန္ဒပြသူတွေကိုတုံ့ပြန်ခဲ့ပါတယ်ကျွန်တော်အောင်ဆွေပါ